မယ်အဆိုင်အောင်ခြုံလို့ခေါ်ပါတယ်ကျွန်တော်ကရှမ်းလူမျိုးတစ်ယောက်ပါရန်ကုန်မှာပဲနေတာများပါတယ်ဒါပေမဲ့ဒီတစ်ခေါက် trip မှာကတော့မုန်နေဖျားတွေလာပူးရင်းနဲ့ရှမ်းပြည်တောင်ပိုင်းနမ်ဆမ်ကနေပြီးတော့၃နာရီခွဲဝန်းကျင်လောက်ကားနဲ့လာတယ်ဝန်းကျင်လို့ဆိုတဲ့ hyper ရေတကွန်လို့ပြောတဲ့ hyper ရေတကွန်ပေါ့ဒီရေတကွန်ကိုကျွန်တော်ဒါ first time ရောက်ခဲ့ပါတယ်ဒီရောက်ခဲ့တဲ့အချိန်မှာတော်တော်လေးကိုကြည်နူးမှုရခဲ့ပါတယ်ဘာလို့လဲဆိုတော့ဗမာပြည်မှာ ဒီလို hyper ရေတကုန်တို့ကြီးမားတဲ့ရေတကုန်ကိုကျွန်တော်တခါမှမတွေ့ဘူးခဲ့ပါဘူးဒါပေမဲ့လည်းအတိုင်းနဲ့အလွန်ဝမ်းသာမိတယ်အဲဝေးလဲဝေးတယ်ပေါ့ဗျာရန်ကုန်နေဆိုလို့ချင်း especially လာတာကတော့တောင်ကြီးတဆင့်တောင်ကြီးကနေပြီးတော့ကျွန်တော်တို့မိုးနယ်နမ်ဆမ်အဲ link အဲ့ဒီကနေပြီးတော့လာပြီးတစ်ချက်အခု hyper ကိုရောက်တဲ့ခါမှာ hyper ရေတကုန် hyper ရွာကိုဝင်ပြီးတော့ hyper ရေတကုန်ရောက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တော်လေးကိုအံ့ဩမိတယ်ထူးဆန်းတယ် တော်တော်လေးကိုအင်မတန်မှအကြီးမားတဲ့ရေဒီဂွန်ဖြစ်ပါတယ်ဆိုတာကိုကျွန်တော်သိရှိလိုက်ရတယ်ဆိုကြောင့်တကယ်ဝမ်းသာတယ်ရေဒီဂွန်အနေနဲ့ကတော့အင်မတန်မှတန်ရှင်းတယ်ဒီနူးရေတွေလည်းအင်မတန်ကြီးနူးပါတယ်သက်ကြီးကြီးလင်းတယ်စိမ့်တယ်တော်တော်လေးကိုအဆင်ပြေပါတယ်ရောက်တဲ့အချိန်မှာဒါပေမဲ့ feeling လေးကတော့တော်တော်အတိုင်းနဲ့မသိတော်တော်အင်မတန်မှကျွန်တော်ဝမ်းသာပါတယ်ဒါပေမဲ့လည်းဟိုတခြားသူဖတ်ပြောချင်တာကတော့ကျွန်တော်တို့လူမျိုးတွေမကလူမျိုးပေါင်းစုံကနေပြီးတော့ အဲဒီရေဒီဂုံကိုလာရောက်ပြီးတော့ကြီးရှုလင့်လာစေချင်ပါတယ်ဗမာပြည်မှာဒီလိုမျိုးလာပါတဲ့ရေဒီဂုံတွေရှိပါလားဆိုတဲ့အသိနဲ့ပဲကျွန်တော်ဒီကနေပဲပြောပြအချင်ပါတယ်ဒါလေးကိုတော့ကျွန်တော်ရဲ့ဖီလင်းကျွန်တော်ရဲ့ခံစားချက်လေးကိုတော့ကျွန်တော်ပြန်ပြီးတော့တင်ဆက်လိုက်အချင်းဖြစ်ပါတယ်ပြောပြအချင်းဖြစ်ပါတယ်ဒီကနေတစ်ဆင့်လူတွေအားလုံးကိုလည်းသိစေချင်ပါတယ်ကျွန်တော်ဒီကနေပြီးတော့လူတွေကိုလည်းလာရောက်ပြီးလဲဖတ်စေချင်တယ်အားလုံးဒီဒေသလူတွေဒေသခံတွေကလည်းအားလုံးလူတွေလာရောက်ပြီး အဲများသွားမယ်ဆိုလို့ရှိရင်ဒေသခံတွေလည်းအများကြီးဖုန်ဖြိုးလာမှာဖြစ်တဲ့အကြောင်းမလို့အရောက်လန်းစီခြင်းတွေလို့ပဲကျွန်တော်ဒီကနေဖိတ်ခေါ်လိုက်ပြပါသေးတယ်။